ူငယ်ရဲ့15နှစ်ဒီနေ့လူမာလာ73ရက်မှာဒေါ်ဆန်းစုကြည်အားနေအိမ်အခြေချုပ်ကနေလွတ်မြောက်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်ရိပ်သာလန်းချက်အမှတ်54မှာ နေအိမ်အခြေချုပ်ကို9နှစ်ခွဲလောက်ကြာခံပြီးမှ သူ့ကိုနိုင်ငံတော်အေဂျင့်တရားရင်နဲ့ဖွံ့ဖြိုးရေးကောင်စီ နာဖစစ်ဆိုရကပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်စစ်တပ်ကြောထောက်နောက်ခံကျန်းခံရေးပါတီအနိုင်ရတဲ့ 2010ရွေးကောက်ပွဲပြီး6ရက်ကြာမှာနာအဖကပြန်လှုပ်ပေးတာပါဒါဆိုရင်သူပေတော့ကအဖမ်းခံခဲ့ရတာပါလေ2003ခုနှစ်မေလ30ရက်နေ့မှာဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီရဲ့စီယုံရင်ရင်နှန်းဟာဒီပင်းမြို့နယ်မှာကြမ်းခံရေးအသင်းဝင်တွေနဲ့စွမ်းရှင်တွေရဲ့တိုက်ခိုက်တာကိုခံခဲ့ရပါတယ်အဲ့ဒီမှာ NLD ပါတီကိုထောက်ခံဝန်ရံသူတွေတိုက်ဆုံခဲ့ရပြီး ဒီပင်းရေခင်းလုတ်ကြံမှုလို့လူသိများပါတယ်။ဒေါ်ဆန်းစုကြည်ကဒီတိုက်ခိုက်ခံရတာကနေလွတ်မြောက်ခဲ့ပေမဲ့စစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီးနေကျေကျုပ်ကျခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီချိန်ကစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့နာအဖစစ်ဆိုရလက်ထက်ဖြစ်ပါတယ်။ဒီဖမ်းဆီးခံရမှုကဒေါ်ဆန်းစုကြည်အတွက်တတိယချိန်မြောက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။ပထမဆုံးအချိန်ကတော့1988ရေခင်းကာလပြီး ဒေါ်ဆန်းစုကြည်အသက်44နှစ်ရွယ်မှာပါနောက်တစ်ကြိမ်ကတော့2000ခုနှစ်မှာဖြစ်ပြီးတတိယအကြိမ်ကတော့ဒီပင်းလှုပ်ကြမှုပြီး2003မှာဖြစ်ပါတယ်1988ခုနှစ်ထဲကဒီမိုကရေစီရေးဒီဇိုင်းမမတ်တောင်းဆိုခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ2015ခုနှစ်မှာရွေးကောက်ပွဲအနိုင်ရပြီးအရသာအစိုးရဖွင့်နိုင်ခဲ့ပါတယ်။ 2020ရွေးကောက်ပွဲမှာထက်အနိုင်ရခဲ့ပေမဲ့စစ်တပ်က2021မှာအာဏာသိမ်းလိုက်ပြီးဒေါ်ဆန်းစုကြည်ကိုစတုတ္တကြေမြောက်ဖမ်းဆီးထားတာအခုထိပါပဲ။ဒါပေမဲ့အရင်နဲ့မတူတာကဒေါ်ဆန်းစုကြည်ကို နေအိမ်ကျေကျုပ်ကနေနေပြည်တော်ကကျင်းထောင်ထဲမှာဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့သူ့ကိုဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကိုမသိရတော့ပါဘူး။ဒေါ်ဆန်းစုကြည်ရဲ့သား Kim Harris ကလည်း အသက်80ရွယ်မိခင်ဖြစ်သူရဲ့ကျန်းမာရေးအတွက်စိုးရိမ်နေပြီးသူ့အမေနဲ့ဆက်သွယ်ရဖို့ပြန်လွတ်ပေးဖို့ကိုလည်းတောင်းဆိုနေပါတယ်။လက်ရှိမှာတော့ဒေါအောင်ဆန်းစုကြည်ကိုစစ်ကောင်းဆောင်မေအောင်လိုင်က မှုပေါင်း14မှုနဲ့တရားစွဲထားလို့2029နှစ်အထိချမှတ်ထားပါတယ်။ဒီပမာဏဟာအရင်ဘယ်စစ်အနာရှင်လက်ထက်မှမချမှတ်ခဲ့ဘူးတာမျိုးမရှိဘူးတဲ့နှစ်ရှည်ထောင်နဲ့တွေလည်းဖြစ်ပါတယ်။ပြောရရင်ဒေါအောင်ဆန်းစုကြည်ဟာ 1988ကစလို့2025ခုနှစ်ထိနှစ်ပေါင်း39နှစ်အတွင်းမှာ25နှစ်ကျော်ကနေအိမ်အခြေချုပ်ဓမ္မမုတ်ထောင်ထဲမှာပဲဖြတ်တန်းနေရတာဖြစ်ပါတယ်